မင်္ဂလာပါရှင်။နိုဝင်ဘာလ28ရက်တောက်ကြနေ့အတွက်ရှင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစားတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်နေလေစေကူတာရေးဖွဲ့ကဒလားမြို့နယ်ရှိတန်ကားတော်များနှင့်ဒေသခံပြည်သူများအားစာမေးဆောင်ရှောက်ပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒလားတက်နေနေလေစေကူတာရေးဖွဲ့က ရန်ကုန်တိုင်းဒေသကြီးတွန်တီးခရိုင်တလားမြို့နယ်အန်ဂျီအနောက်ရပ်ကွက်ရှိအန်ဂျီအနောက်ဖုံးတော်ကြီးကျောင်းဓမ္မတိတလားဓမ္မယုံတွင်တန်ဃာတော်များနေဒေသခံပြည်သူများကိုနိုဝင်ဘာ29ရက်နေ့နဲ့8နာရီမှစ၍ကျမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီးကြောင်းသိရပါသည်။အဲ့ဒီလိုကျမ်းမာရေးဆောင်ရှောက်ပေးရမှာတန်ဃာတော်9ပါးကြား82ဦး မ94ဦးစုစုပေါင်း181ဦးတို့ကိုခွဲစိတ်ကုသမှုဆိုင်ရာယောဂခလီယောဂအယူကျော်ယောဂသွားနေကြွင်ယောဂသွားနေကြွင်ယောဂမျက်စိနားနှာခေါင်းလေကြောင်းယောဂတောက်ဖွားမိရဲ့ယောဂအထူးထူးယောဂနဲ့ပတ်သက်၍လူဝတ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြပါတယ်အဆိုပါကျန်းမာရေးဆောင်ရှောက်ပေးနေမှုများကိုဒလတက်နေမှတာဝန်ရှိသူများ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမြို့မိမြို့ဖားများတာဝန်ရှိသူများကကြည့်ရှု၍ဒေသခံပြည်သူများအားရင်းနှီးတွေ့ဆုံအပိစကားပြောကြားပြီးအန်ဂျီအနောက်ရက်ကွက်အန်ဂျီအနောက်ဘုံတော်ကြီးကျောင်းကျောင်းနိုင်ဆရာတော်ဘတ်ထနာရာစိန်နာထံလူပဲပစ္စည်းများစက္ကတ်လူတန်းကြကြောင်းသိရပါပါရှင်ဒီသတင်းကိုတော့ရရင်သူကပေးပို့လာတာပါဆလတ်တင်ဆက်ပေးမှာကတော့အင်းစိန်မြူနယ်တညင်းကုန်းရက်ွက်ခရီးပင်လန်းတညင်းကုန်းစီတွင်မိလာမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ် အင်းစိန်မြို့နယ်ဒညင်ကုန်းရက်ကွက်ခရီးပင်လန်းဒညင်ကုန်းစီတွင်နိုဝင်ဘာ26ရက်ညပိုင်းကမိလာမှုဖြစ်ပွားကြောင်းသိရပါဗျ။နိုဝင်ဘာ26ရက်ည7:05မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်တညင်းကုန်းရက်ွက်ခရီးပင်လမ်းတညင်းကုန်းစီတွင်မိလာမှုဖြစ်ပွားတဲ့အတွက်အင်းစိန်မြို့နယ်မိသက်စခန်းမှမိငိမ့်သက်ရင်လေးစီမိသက်ရည်သက်ရင်တစီနဲ့မိသက်တပ်ဖွဲ့ဝင်များဖြင့်တွားရောက်နေတဲ့ကြောင်းကြောင်းသိရပါတယ်။အဲ့လိုမိငိမ့်သက်ရမှာည7:26မိနစ်ခန့်တွင်မိထိန်နိုင်ခဲ့ပြီးည7:46မိနစ်တွင်မိငိမ့်သွားကမိလာမှုဖြစ်စဉ်နဲ့ပတ်သက်လို့သက်ဆိုင်ရာတာဝန်ရှိသူများကဆက်လက်ဆောင်ရွက်ရှိကြောင်းသိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ ဆိုင်ငယ်တိမ်မောက်မှုကြောင့်လူတို့ဦးတည်ဆုံမှုတိုက်ကြီးတွင်ဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ရှန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်နိုဝင်ဘာ25ရက်နေ့ကလူနှစ်ဦးဆိုင်ငယ်တစည်းဖြင့်အတူစီးနေလာစဉ်အရှိမထိန်နိုင်ပေတိမ်မောက်ရမှတဦးတည်ဆုံပြီးဆိုင်ငယ်မောင်းနေသူကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းသိရပါတယ်။ဖမ်းဆီးအမှုဖွင့်ခံရသူမှာတိုက်ကြီးမြို့နယ်ရေဦးစင်ကျေးရွာနေစော်မူဦးခေါ်ကျော်မင်းနိုင်58နှစ်ဖြစ်တယ်လို့သိရပြီးတရွာထဲနေဦးဝင်းမောင်80နှစ်နဲ့အတူ လမ်းမြင်နှံကြီးပါရှိရွာတစ်တန်းလမ်းမပေါ်တွင်မောင်းနေနေစဉ်အရှိန်မထိန်နိုင်ပေလမ်းပြီးသူထူးခြားတိမ်မောက်ခါဆိုင်ကနှောင်းမှလိုက်ပါလာတဲ့ဥဝင်မောင်းတွင်ဒဏ်ရာများရရှိပြီးတည်ဆုံသွားခြင်းဖြစ်ကြောင်းသိရပါပါရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့တွဲကနှင့်အင်စီပြုပေါင်းရင်တိုက်မိပြီးတဦးတည်ဆုံမှုလမ်းတရာမှာဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်လိုက်တရာမြို့နယ်မှာတွဲကနှင့်အင်စီပြုပေါင်းရင်တိုက်မိပြီးတဦးတည်ဆုံကတဦးတန်ရရှိတဲ့ဖြစ်စဉ်တစ်ခု နွေမာ29ရက်မနေ့7နှစ်နာရီကျော်ချိန်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာရှမ်းကုန်းတိုင်းအနောက်ပိုင်းခရိုင်လိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ အနော်ထားလမ်းမကြီးပေါ်မှာရှေ့ကမောင်းနေနေတဲ့တွဲကားကိုအင်စီပြူပေါရင်ကကြိုတက်ရကနေတွဲကားနောက်ပိုင်းကိုဝင်တိုက်မိတာလို့သိရပါတယ်။ဖြစ်စဉ်ကြောင့်ပြူပေါရင်မှယင်မောင်းတီဆုံကမြို့သမီးတူပေါပြဲတရားရရှိခဲ့လို့သိရပါတယ်။အစူပါရင်တိုက်မှုဖြစ်စဉ်တွင်ကားထဲမှညက်နေတဲ့တီဆုံသူနဲ့လူနာကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့တွေနဲ့ပြိုက်တာအသင်းဖွဲ့တွေကစေတနာဝန်ထမ်းတွေပူပေါင်းကူညီကာတည်ထုတ်ပေးခဲ့ပြီးနိုင်သားရဆေးရုံကြီးစီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။